ကဲမနေ့ကတော့ကမနေ့ကတော့ကငပောက်ကဗီဒီယိုဖိုင်တစ်ခုတင်တယ်အားလုံးတိမှာပါငပောက်ကတော့အရေးချုံအရေးချုံဟမ်ဘာဖြစ်လဲကွာလက်တော့ကျွန်တော်တောင်းနေကမနေ့ကတော့ကငပောက်ကဘိုမိုက်ခဲနဲ့ကျွန်တော်နဲ့ကိုချိန်းချောက်ပြီးတော့ဗီဒီယိုဖိုင်တစ်ခုတင်တယ်အဲ့ဒါကတော့တူထိုင်းကိုပြန်လာအောင်မယ်ငစီမင်းမကြတော့ဘူးဆိုပြီးတော့ချိန်းချောက်တယ် နော်အဲ့တော့မတ်တိရွှေတန်းငပောက်ချင်းချောက်တဲ့ဟာကိုအခုဒီမှာပြည်သူတွေကကိုတယောက်ကဘာပြောထားလဲကြည့်ွားလိုက်နော်ဒီလောက်ကိုရင်ပောက်ကိုတော့ထိုင်အောင်ပြန်လာမယ်နော်အဲလာခဲ့လာခဲ့နော်ထိုင်အောင်ပြန်လာခဲ့နော်ဘန်ကောက်မှာနော်ငါဘန်ကောက်မှာနေတယ်ကိုစီကိုသွားမရှာနဲ့ငါစီကိုအရင်လာရှာပြန်လာခဲ့ငါလည်းကတော့ရှင်နေတာအဲ့ဒီပောက်ကဘကရုံဘကရုံတို့လည်းမမနိုင်မကျင်းနေတာပေါ့နော်တော်တော်တွေ့ချင်နေတယ်ငါလည်းကတော့ချင်တယ်အာ အခုကနေပြီးတော့ငါဒီဝတ္ထုလေးကပ်ဖို့တန်းကရှာထားမှာပေါ့နော်နင်းနင်းလာလို့ရှိရင်ကကြတော့မလို့အာဝတ္ထုကပ်ဖို့ဆိုတာဒီပစ္စံနဲ့တော့မဟုတ်ဘူးနော်ငါလက်ဥဒီတလုံးဖြတ်ပြီးတော့အဲ့ဒီမှာထည့်ပြီးတော့နင်းကိုကတ်လိုက်မယ်နော်လီးနဲ့ကြတော့မယ်လီးနဲ့လာခဲ့နော်ဒီမှာကတော့မလို့အာဝတ္ထုကပ်ဖို့ဆိုတာဒီပစ္စံနဲ့တော့မဟုတ်ဘူးနော်ငါလက်ဥကြီးတစ်လုံးဖြတ်ပြီးတော့အဲ့ဒီမှာထည့်ပြီးတော့နင်းကိုကတ်လိုက်မယ်နော် လီးနဲ့ကတော့မယ်လီးနဲ့လာခဲ့နော်ဘန်ကောက်မြို့မှာနေတဲ့အမေသာဘတ်မှာဘန်ကောက်မြို့မှာနေတယ်ကဲကြားတဲ့အတိုင်းပဲဟမ်မတ်တေရွှေတာငပောက်နော်ငပောက်မင်းကငါ့ကိုချိန်မောင်းနေလို့ရှိသေးတယ်ဟိုမှာဘန်ကောက်မှာမင်းကိုနော်ကတ်ချင်လို့တဲ့အစင်နဲ့ကတ်ဖို့စောင့်နေတဲ့သူကစောင့်နေပြီငပောက်ကြီးဘယ်လိုလုပ်မလဲနော်အဲ့တော့လက်ရှိမြန်မာပြည်မှာကလေဗျမှားတာမှန်တာရေတရားတာမတရားတာဆိုတဲ့အရာတွေမကြည့်ကြတော့တောက်ဆယ်မြန်မာပြည်ကတကယ် ဗုဒ္ဓဘာသာတိုင်းပြည်လို့လာပြောတာသူများဗုဒ္ဓဘာသာမဟုတ်တဲ့တိုင်းပြည်တွေမြန်မာပြည်ထက်အများကြီးငြိမ်းချမ်းနေတာအားလုံးတွေ့တယ်အဲ့ဒါဘာကြောင့်လဲဘာကြောင့်လဲဆိုတော့ဒီလိုဗုဒ္ဓဘာသာကိုနာမည်ခံပြီးတော့အတုအယောင်အောက်တန်းစားတွေများလို့ပဲဗုဒ္ဓဘာသာဆိုတာအင်မတန်တဘာဝတရားဆန်တဲ့ဘာသာတခုအင်မတန်ရိုးရှင်းတဲ့ဘာသာတခုအင်မတန်နူးညံ့တဲ့ဘာသာတခုအင်မတန်တိမ်မွေ့တဲ့ဘာသာတခုဒါပေမဲ့လက်ရှိအဲ့ဒီဗုဒ္ဓဘာသာ ဒီဖခင်ရဲ့အစိုးမတွေကိုထိမ့်သိမ်းဆောက်ရှောက်လက်ဆင့်ကမ်းပါမယ်ဆိုတာတန်ခါကိုခေါ်တာအဲ့တော့အဲ့ဒီတန်ခါတွေကတင်ငန်းချုပ်တယ်အဲ့ဒီတင်ငန်းမြင်လိုက်တာနဲ့လူတို့ကလေးစားတယ်ပိဋကကလေးစားတယ်တန်ဖိုးထားတယ်ဒါကိုလူရုံမာတွေကကောင်းကောင်းတိတော့အဲ့ဒီတန်ခါတွေချုပ်တဲ့တင်ငန်းကိုခတ်တည်တည်နဲ့ကောက်ချုပ်ပြီးတော့ဘာလုပ်လဲတူတော်ကောင်းရအောင်စောင့်ပြီးတော့ရုံမာတဲ့အလုပ်တွေလုပ်ကြတယ်အဲ့ဒီထဲမှာတော့မတ်တင်ရွှေသားရွှေကြံငပေါက်အရှိဆုံးပါပဲเนาะ ငပောက်ဟာပါရာဇီကလေးပါလဲကြပြီးတော့ပါရာဇီကကြနေတဲ့ဒူတယောက်အဲ့တော့ယဟန်မှာပါရာဇီကကြတော့ရင်ဘယ်တော့ခါမှယဟန်မဖြစ်တော့ဒါကြောင့်မလို့ငပောက်ကိုအာဆရာတော်ဆရာတော်ဆရာတော်ကိုးဝယ်နေကြမယ်ဆိုရင်ဒီလောက်လူတက်ဖို့ဖြက်ဖို့တနေ့တနေ့ဝိနည်းနဲ့မညီတဲ့ဇကားတွေအပြောတွေအလောက်တွေနေထိုင်မှုတွေလုပ်နေတဲ့တယောက်ကိုဘလို့အတွေးခေါ်ဘလို့တရားမျိုးနဲ့တရားစိတ်မျိုးနဲ့ချစ်ခိုးလဲဆိုတာတော့ကျွန်တော်စဉ်းစားမတတ်ဘူးเนาะ အဲ့တော့ငပောက်ကအခုဆိုရင်ထိုင်းကိုပထမတစ်ခေါက်လာကူပါပြီဈေးကူတယ်ဆိုတော့ခေါင်းစဉ်တော့ပေးပေမဲ့သူကိုယ်တိုင်လာတော့ကပထမတစ်ခေါက်လာတော့ကစတင်ထားတဲ့အကောင်ကြီးကြီးလိုချင်တဲ့အတွက်ကိုကိုယ်တိုင်ငစားအဖြစ်မြားတင့်ရင်လည်းမြားမှာပဲဆိုတာအဲ့ဒါကတော့ရှင်းပါတယ်ထိုင်းမှာအခုထောက်ပို့တွေရှိတယ်အဲ့ဒီထောက်ပို့တွေကိုလာမြားတာလက်ရှိຫນွေဦးတော်လှန်ရေးမှာနိုင်ငံတကာရောက်မြန်မာပြည်သားတွေအများကြီးရှိတယ်အဲ့ဒီအဲထဲမှာအင်အားအကောင်းဆုံးဝိုင်းလုပ်ကြတာဒီထိုင်းနိုင်ငံ ။ဘာဖြစ်လို့ထိုင်းရအင်အားကောင်းလဲဆိုတော့ထိုင်းကိုရောက်တဲ့ပြည်သူဥယျာရတယ်ညားတယ်။ထိုင်းပြီးလို့ရှိရင်မလေးရှားတို့အဲဂျပန်တို့ကိုရီးယားတို့စတဲ့ဖြင့်စင်ကာပူတို့မြန်မာပြည်သားတွေရှိပေမဲ့စင်ကာပူလိုနိုင်ငံမျိုးမှာဆိုရင်တွတ်တွတ်လက်လက်တော်နိုင်တဲ့ပတ်သက်တာကိုလှုပ်ရှားခြင်းနဲ့လှုပ်ရှားလို့မရဘူး။ရှင်းရှင်းပြောရင်ငွေလွှဲတာတွေကအစကျွန်တော်လုတ်ချင်တိုင်းလုတ်လို့မရတဲ့အတိုင်းတာတွေရှိတယ်။ထိုင်းမှာကြတော့အောက်ခြေလူဒန်းစားများပေမဲ့အဲ့ဒီအောက်ခြေလူဒန်းစားတွေကဒီနေ့ချိန်ထိတော်နိုင်ရေကိုယ့်ရဲ့ချွေးနှဲစာတွေကမစားရမတောက်ရနဲ့ဝိုင်းကူညီဝင်းရနေတာ ဒါကိုငပောက်တို့ကကောင်းကောင်းတိတယ်တိတော့အခုလိုမျိုးရုံမာတာပဲဖြစ်တယ်နော်ဒါမှအခုဒါမခံနိုင်လို့ငပောက်ရဲ့ပြောစကားကိုမခံနိုင်လို့တင်ထားတဲ့ညီကိုတယောက်ရဲ့စကားပဲနော်ဟမ်ပကရုံလာခဲ့နော်ဘန်ကောက်မြို့တဆယ်တန်းဖယားနာမှာငါလုံးလုံးနေတယ်လာခဲ့နော်မင်းကငါတို့ဆိုင်မှာ ခွေးကျွေးတဲ့ခွေးစားတဲ့နင်းကိုကတ်မယ်ပြောလို့ရှိရင်ငါမင်းကိုလီးနဲ့ကတ်တော့မယ်ဒါငါလုံးမပကရုံ နောက်ဆုံးဆဲဝါတာတော့အသက်ပဲနော်ဘာဖြစ်လဲဟင်းပေါက်ကတော့ဆိုအဲ့ဒါငပောက်ကဘာဖြစ်ဆိုလူတွေကိုပတ်ပြီးတော့လေအကုတို့ပေးနေတာဗျအကောင်းပြောတာလက်ရှိကျွန်တော်တို့နိုင်ငံမှာအဲ့လိုအကုတို့ပေးနိုင်အောင်လဲစနစ်တကျစီမံထားတာဒါငပောက်အလောက်ကိုတွားမမြင်နဲ့ဘာဖြစ်လို့လဲဆိုတော့ခင်ညွန့်လက်ဖက်ကထောက်လိုင်း80ကျော်ကိုကတော့တုံးပြီးတော့တနိုင်ငံလုံးကိုပတ်ပြီးလွှတ်လိုက်တယ်အဲ့ဒီခင်ထက်က669ဆိုပြီးတော့မဘာတာ669ပြီးတော့မဘာတာပေါ့နော်ခေါင်းစဉ်အမျိုးနဲ့ထွက်လာတာအဲ့တော့မဘာတာဆိုတဲ့စကား အင်မတန်ကောင်းတယ်လေအမျိုးဘာသာတာသနာကာဝင်ဆောက်ရှောက်တာဟာတအားကောင်းတဲ့စကားအင်မတန်မုံမြတ်တဲ့စကားလုံနဲ့လုံတဲ့နဲ့အလုပ်အမျိုးကိုအမျိုးကိုဘာသာကိုမလုပ်တာကာဝင်ဆောက်ရှောက်တဲ့ဒါဟာမြတ်စွာဘုရားကတော်တဲ့ချီးမွမ်းတာတဲ့ဒါပေမဲ့လို့နာမည်ကကောင်းပေမဲ့လုံရက်ဒီတကယ်အမျိုးဘာသာကိုဆောက်ရှောက်တာလားအမျိုးဘာသာကိုပြည့်တနာရှာတာလားအဲ့တော့ဘာလုပ်လဲဆိုတော့အဲ့ဒီဒီထောင်လိုင်းဆဲတွေက နယ်ဒီမှာရှိတဲ့တရာထားတရာတန်ထားတန်တဲ့နော်တန်ကာတွေလူပုပ်ကိုတွေကိုစီးယုံနေအာအမျိုးသားဆိုတော့လူတိုင်းကအမျိုးချစ်စိတ်ပြင်းထန်ကြတယ်မြန်မာပြည်သားတွေကမြန်မာနိုင်ငံဘာကြတာဝင်နေဖြစ်နေဆိုမျိုးချစ်စိတ်ကပြင်းထန်ကြတယ်ကိုမျိုးချစ်တဲ့စိတ်ဘယ်လူမျိုးသွားမေးကြည့်မင်းလူမျိုးမင်းမချစ်ဘူးလားမေးကြည့်သွားမေးကြည့်နော်မကျင်နိုင်ပြဿနာဖြစ်လို့ဆိုတော့လော်လော်လေးမြန်မာပြည်မှာအာအရန်တော်တယ်လူမျိုးတစ်ခုကိုလေနာမည်ကန်ပြီးကောက်ဆဲလိုက်တယ် ချက်ချင်းအောင်ကဘူမရီဘမ်ဒီဒီလူဟာဘာဖြစ်လို့ဆဲနေတာလဲဘာအကြောင်းရှိလို့လဲမစင်းစားဘဲနဲ့လာပြီးတော့အဲ့ဒီဆဲတဲ့လူရဲ့နာမည်ဒီမကပဲဆဲတဲ့လူရဲ့လူမျိုးပါပြန်ဆဲဖို့အစဉ်နဲ့ရှိအဲ့ဒါဘာလဲဆိုတော့မျိုးချစ်စိတ်ပြင်းထန်တဲ့လက္ခဏာနော်အဲ့တော့ဒါတွေကိုခုလုံးလုပ်ပြီးသူတို့ကဘာလုပ်လဲအင်အားစုစည်းတယ်အင်အားစုစည်းပြီးတော့သူတို့ဒီအာနာရှင်ရဲ့လက်ကင်တော့ဖြစ်လုပ်ထားတယ်ဘာဖြစ်လို့အာနာရှင်လက်ကင်တော့အခုရန်ကုန်ကဖုန်းကြောင်းကြီးတွားကြည့်ပါနော် ကျောင်းတိုင်းလို့ကျွန်တော်မပြောနိုင်ဘူးကျောင်းအများစုနှလုံးတိုင်းသုံးလုံးတိုင်းမရှိတဲ့ကျောင်းမရှိဘူးအခန်းငါးစားတဲ့ကျောင်းရှိတယ်တွားကြည့်ပါမိမအဝတ်တွေသုံးလုံးသွဲလောင်းဖုံးကြီးကျောင်းနဲ့မိမအဝတ်နဲ့ဘာဘာပတ်ဆက်တက်ဆိုင်မြင်တော့ကောင်းလားဒါပေမဲ့လုံနေတယ်ဒါတွေကိုတက်ဆိုင်ရာဒီခင်းဆက်ဆက်စစ်စစ်ကောင်းဆောင်တွေဘာဖြစ်လို့လှုပ်ပေးထားတယ်အကုန်တိတယ် ဘယ်ဖုံးကြီးမိမရှုပ်တယ်ဘယ်ဖုံးကြီးမွေးဇေဝါရှုပ်တယ်ဘယ်ဖုံးကြီးအရက်ရှုပ်တယ်ဘယ်ဖုံးကြီးငွေကြီးရှုပ်တယ်ဘယ်ဖုံးကြီးလောင်းကစားရှုပ်တယ်အကုန်လုံးတိဒါရင်ဘာလုပ်ထားလဲအကုန်လုံးကိုလှုပ်ပေးထားတယ်သူတို့အတုံးလို့ခိုင်းလို့ရအောင်เนาะအာနာရှိနေရကျွန်တော်မြင်ပြောသလိုသားသုံးသားကိုအမြဲကြောက်တယ်စစ်သားရဲ့ဖျားသားရဲ့ကြောင်းသားရဲ့အဲ့ဒီမှာစစ်သားကိုတတွေးတတန်တမိတ်အမိတ်ပေးရင်မေးပါတချာဆိုတာဟာမျိုးနားရိုက်တွင်ပြီးတော့ဝင်နှုတ်ထားတယ်เนาะအတိတ်တရားတွေကိုမှောင်မှတ်အောင်လုပ်ထားတယ် ចောင်းသားတွေကိုကြတော့ဘာလုပ်လဲကောလိပ်တွေကိုမြို့ပြင်ထက်တယ်ပညာရေးစနစ်ကိုတွေးခေါ်နိုင်စွမ်းကြဆင်းအောင်ဒါရေးဒါကြက်ဒါဖြေဆိုတဲ့စနစ်တွေလုတ်ပစ်တယ်လူတယောက်ရဲ့တွေးခေါ်နိုင်စွမ်းမြင့်မားလာအောင်မပြုစုပြိုးထောင်မပေးတဲ့အပြင်အဲ့လိုတွေးခေါ်နိုင်စွမ်းမြင့်မားလာတဲ့လူတွေကိုဖိနှိပ်ပစ်တယ်နော်ပြီးလို့ရှိရင်ဖျားသားဖြစ်တဲ့ဒီတန်ကားတွေ2000ကိုရှူအားရောင်အရေးခင်းမှဒီစစ်အာဏာယူတွေကကောင်းကောင်းတိပါတယ်ဒီတန်ကားတွေအင်အားအဲ့ဒီအတွက်တန်ကားတွေထဲမှာ သူတို့ရဲ့ဆဲတွေကိုထည့်လိုက်ဆဲတွေကိုထည့်ပြီးလုတ်ပိုင်ခွင့်နေနေရာထိုင်ခင်းနေအခွင့်ရေးတွေဓာတွေနဲ့မြားပြီးတော့တန်ခါဩဇာအာဏာရှိတဲ့တက္ကမကြီးတဲ့ဆရာတော်တွေကိုဖျက်ဆီးပစ်တယ်ဖျက်ဆီးပြီးတော့သူတို့ကပိုက်ထောင်တွေကသူတို့အကြိုက်တုံးလို့ရအောင်လုတ်ပစ်တယ်စာတင်တိုက်တွေကိုနှိပ်ကုတ်ထားတယ်နော်ကျွန်တော်ကိုရှင်းရအောင်ရေးမှာအားလုံးသိတဲ့အတိုင်းစာတင်တိုက်တွေကိုဘယ်လိုပုံစံဝင်စည်းတယ်တပုံစကန်းတမျှစကန်းဝင်စည်းသလိုဝင်စည်းကကြည့်တာအဲ့ဒီကိုတော်တွေမှာဘာမှမရှိဘူးလေတနတ်ရှိတာမဟုတ်ဓာတ်လည်းရှိတာမဟုတ်ဘုံလည်းရှိတာမဟုတ်ဘူးလေ နော်တန်ခါးတွေဘာလုပ်လဲနိုင်ငံရွာအောင်ထွက်ပြီးတော့မြေတားပို့တာလေမြေတားတော့ရွတ်တာဒါတန်ခါးအလုပ်လေဆိုအဲ့ဒီဟာရင်းရင်းဆက်ဆက်ရိုက်ခွဲတဲ့ခေါင်းတွေကိုမျိုးစုံနှိပ်ကုတ်ခဲ့ဒါပေမဲ့ငပောက်တို့လူမျိုးဒီလိုအရေးချုံဝါတဝလိုလူမျိုးဒီလိုအရေးချုံအောက်တန်းစားတွေကိုတော့ဘာလုပ်ပေးထားလဲမြှောက်ပေးထားတယ်မြှောက်ပေးထားတယ်ဒါဟာတာသနာကိုဖြတ်တာကိုတရားဝင်ဖြတ်ခွင့်ပေးထားတာနဲ့မတူဘူးလားတန်ခါးဆိုတာတန်ခါးလောက်လောက်ကမယ်တန်ခါးအလုံးမလုံးနိုင်ရင် တန်ခါထွက်ရှင်းရှင်းလေးပဲတန်ခါမှာလူမျိုးမရှိဘူးဘာသာမရှိဘူးเนาะဗုဒ္ဓဘာသာဆိုတာအခြားဘာသာတွေလို့ဘာသာအဖွဲ့အစည်းတစ်ခုမဟုတ်ဘူးလောကတဘာဝအမှန်တရားတွေကိုမြတ်စွာဘုရားဟောပြောသွားတာမိရပူတယ်မိကိုတွားကြရင်ပူတယ်ဒါပေမဲ့ပထမတော့မတိဘူးမိရပူလားအေးလားဖះဟောမှတိသွားတယ်အဲ့တော့ဖះရဲ့တရားဆိုတာဖះကိုယ်ပိုင်ဟောထားတာမဟုတ်ဘူး ဒါပေမဲ့အခုဒီငပောက်လို့ကောင်မျိုးတွေကမိကဖះဟောထားတာမိကပူတယ်ဆိုသူတို့ကမိကအေးတယ်ပြန်လုပ်နေတာဟမ်အဲ့တော့သာသနာကိုတရားဝင်ဖြတ်ပွင့်ရတာမဟုတ်ဘူးလားအဲ့တော့ဒီတော်လိုင်းနိုင်ဖို့လိုတယ်ဆိုတာကဒီတော်လိုင်းအလွန်ကာလတည်သူရွေးချယ်တဲ့တမထရဲ့အောက်ချုပ်မှုအောက်မှာတိုင်းပြည်ရောက်သွားတဲ့အချိန်မှာသာသနာတန့်ရှင်းရေးဆိုတာဂျင်းနေပေါ်လာနိုင်တယ် ဒါကြောင့်မို့လို့เนาะအဲ့ဒီချိန်သာသနာပြုမင်းပေါ်မယ်ဆိုတာအဲ့ဒါလိုဟာမျိုးပြောတာတော်လှန်ရေးကနိုင်ုံနိုင်နေပြီမေုံကြီးလိုက်တော်နိုင်အလွန်ကာလတလို့အရေးကြုံနေတာနောက်ဆုံးကျွန်တော်မြင်ပြောနေလို့ဒုံတစ်ဖက်ဝစ်တာအစဗျာရှင်းရှင်းပြောရင်เนาะဒုံတစ်ဖက်ဝစ်တာကအစဒုံတစ်ဖက်ဝစ်ပြီးဖဲရိုက်နေတဲ့ကောင်လို့အရက်တောက်နေတဲ့ကောင်လို့ပေါက်ပန်းလင်းနေတဲ့တခါတော့ဖမ်းထောင်ချဖြစ်เนาะမဝစ်နိုင်မဝစ်နဲ့တကယ်သာသနာကိုတတ်နိုင်ရှင်းရှင်းပြုတ်နိုင်တဲ့ပုံကိုတန်တန်နဲ့တန်တန်ငါးသိန်းရှိတယ်တဲ့เนาะတီတကူကြီးပြောထားတာ တန်ခါးငါးပိန်းသာရှိတယ်အဲ့ထဲမှာတန်ခါးဝီနီးနဲ့မညီတဲ့ပုံကိုယ်တွေများနေဘာဖြစ်လဲသာသနာပြက်တာပဲအဖတ်နေမယ်လေဟုတ်တယ်မလားတန်ခါးငါးပိန်းမပြောနဲ့ငါးသိန်းမှာအတုက၄သိန်း9000ရှိမယ်အစစ်က9000ပဲဆိုအဲ့၄သိန်း9000ကျွန်တော်တို့မယူဘူးကြံတဲ့တန်ခါး9000အောင်ပဲတိတိကျကျပြုကိုးကွယ်ပြီးတော့မွမ်းမံပြီးတော့ဒီသာသနာပြန်ပေါ်ရင်တော့ဝိုင်းလုံးမယ်အဲ့ဒါကသာသနာအစစ်မှန်သိကြတယ် နော်အဲ့တော့ဒီတော်လိုင်းနိုင်ဖို့လိုတယ်ဆိုတာဒီလိုအရေးကြုံအောက်တန်းစားတွေကိုကျွန်တော်တို့နှိပ်ကုပ်ဖို့ရတယ်အခုငပောက်ကထိုင်းကိုမလာဘူးလို့ပြောလို့မရဘူးလာနိုင်လာအောင်မယ်အားလုံးတိတဲ့အတိုင်းထိုင်းဆိုတာလေတော်လိုင်းဘက်ကိုအပြတ်ရက်တည်ထားတဲ့တိုင်းပြည်တစ်ခုမဟုတ်ဘူးနှစ်ဖက်ကိုဘဲနဲ့ညီအောင်လို့နေတဲ့တိုင်းပြည်တစ်ခုဖြစ်တဲ့အတွက်သူတို့ဘက်မှာလည်းထိုက်တင်လျောက်ဆက်တွယ်ဆက်တွယ်မှုပတ်သက်မှုဆက်နွယ်မှုတွေရှိတယ်ဒါကြောင့်မလို့ကျွန်တော်ဒီညမှာတစ်ခုပြောချင်တယ်ဒီဗီဒီယိုဖိုင်ကိုတင်လိုက်တဲ့ညီကိုကစပြီးတော့ ငပေါက်ပဲလာလာဘလူပဲလာလာကျွန်တော်တို့တွေကထိုင်းမှနေတာဖြစ်တဲ့အတွက်ဥပဒေမဲ့အလုပ်တွေတော့မလုပ်မိစေနဲ့ရှင်းရှင်းပြောဥပဒေပေါင်တဲကကျွန်တော်တို့ဘလို့တောင်းပြန်လို့ရမလဲဒီလိုလူရောက်มาတွေဒီအောက်တန်းစားတွေကိုကျွန်တော်တို့ဟာထိုင်းနိုင်ငံရဲ့အကာအကွယ်ဥပဒေပေါင်တဲကနေဘလို့တောင်းပြန်လို့ရမလဲဌာနဆိုင်ရာတွေနဲ့ပေါင်းစည်းပြီးတော့ဘလို့ကင်တွယ်လို့ရမလဲဒါမျိုးတွေကိုများများအားပေးကြပါများများဝိုင်းထိုးစားပေးကြပါ နော်ခုလိုမျိုးထွက်ပြောပေးတာယေရှုတင်ပါတယ်ဘာဖြစ်လို့လဲတို့လူယုံမာတွေကတို့များများပြောနိုင်တဲ့လူတွေရှိမှတော်အောင်ကြက်မှာပါနော်ဒါကြောင့်မလို့ခုလိုဝင်ရင်ထွက်ပြောပေးတဲ့ညီကိုဒီကိုအားလုံးကိုယေရှုတင်တယ်ကျွန်တော်အမှန်ကျွန်တော်ဘက်ကကပြောလို့မဟုတ်ဘူးနော်ကျွန်တော်ပြောတာရှင်းရှင်းလေးအမှန်တရားအတွက်များများထွက်ပြောပါဒီကာလဟာနှစ်ဖက်အတွက်အင်မတန်အရေးကြီးတဲ့ကာလဖြစ်တဲ့အတွက်အမုန်းခံဖို့မကြောက်ပါနဲ့အမှန်တရားအတွက်မုန်းလို့မကလို့စိုက်တဲ့လောက်မုန်းကြပါစေကျွန်တော်တော့အဲ့ဒီစိတ်ထားပါတယ် နော်ဒါကြောင့်မို့လို့အခုဒီနေ့တော့ခင်မျိုးမှာကျွန်တော်မတရားတဲ့အလုပ်ရက်တွေပြည်တွင်းမှာပဲဖြစ်ဖြစ်ပြည်ပမှာပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံအတွက်တွေ့နေမြင်နေရင်ငြိမ်ခံမနေကြပါနဲ့ထွက်ပြီးတော့ပြောပြပါလို့အားလုံးတိုက်တွန်းပါတယ်